အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ခုံမှာစောက်ပြင်းတက်လို့ဝါးဝါးတော့ဒါကျွန်တော်ပွဲပြီးသုံးသက်ချက်ကိုတော့ဒါကျွန်တော်တည်တည်ချာချာ osmo bogal နဲ့ပြန်လုပ်ပြီးမှာပေါ့နော်အဲ့တော့ဒါလက်ရှိမှာဒါကျွန်တော်တို့မင်းညာကအကောင်းဆုံးလို့ပြောလို့ရတဲ့ပွဲတစ်ပွဲဖြစ်တဲ့ Chelsea နဲ့ Liverpool ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုနည်းနည်းလေးပြောမယ်ဒီပွဲစဉ်လေးကိုဒါဒီကြောင်းတော့ဒါကျွန်တော်နည်းနည်းလေးဗီဒီယိုလေးတင်ပြီးရအောင်နောက်ကြရတော့ကျွန်တော်ခွင့်လို့ပါဒါ AC လေးကြည့်လို့ရတာပေါ့နော်ကျွန်တော် grade လေးဒါ ဒီနေ့ပွဲစဉ်ပွဲအစားဆုံးကြည့်ခဲ့လို့ကျွန်တော်အနေနဲ့တည်တည်ဆာပြန်ကြည့်ရင်ကျွန်တော် half highlight ကိုလည်းပြန်ကြည့်ခွင့်ရခဲ့အဲ့တော့ဒီနေ့ပွဲစဉ်ကိုဒါကျွန်တော်တေချာပြန်ကြည့်မယ်ဆိုရင်ဒါ Chelsea အသင်းအနေနဲ့တော်တော်လေးကိုဒီနေ့ပွဲစဉ်အတွက် Anson Resca ကပြင်ဆင်လာခဲ့လောက်တစ်ဖက်က Arnie Slot နဲ့တော်တော်လေးကိုအငိုက်မိသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောရမယ်ဒီမှာပါပါတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်လည်းဒါကျွန်တော်တို့ထင်ထားခဲ့တဲ့ဒါလူစည်ရင်းပုံစံမျိုးတိုင်းပဲထွက်လာခဲ့တယ်။တိတ်ပြီးဒါကျွန်တော်တို့လည်းရှိ နီးပြအနေနဲ့ risk တော့မယူခဲ့ဘူးဒီနေ့ပေါ်သမားဒါကျွန်တော်တို့လက်ရှိအပြောင်းလဲဆိုလို့ဒါကျွန်တော်တို့ full back နေရာမှာဒါ Robertson ကလွယ်ရင်ဒါ တော့ကျွန်တော်ထင်ထားခဲ့တဲ့အတိုင်းလူစင်းအကုန်လုံးနီးထွက်လာခဲ့တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာအခုနောက်ပေါ်ဆိုကိုဒီထက်တော်လူကိုဒီထက်တက်လို့ဒီဒါကြောင့်ပရီးမီးယားလိနီးပြတွေဖြစ်နေဆိုတာမျိုးတွေ့မယ်။ဒါအာနီစလော့ကကိုဒီတွေးလို့တွေးသွားချိန်မှာအန်ဇိုမူရက်စကာကခုနကပေါ်ဆိုအန်ဇိုမူရက်စကာလည်းဒီလိုမျိုးတွေးမယ်ဆိုတာသူတွတ်ပြီးတော့သူ့အနေနဲ့ဒီနေ့ပွဲစဉ်မှာလှုပ်ခဲ့တာပြောလို့ရတယ်။အဲ့တော့ချက်စီတင်တော့ကလက်ရှိမှာဒီနေ့ပေါ်မှာအသက်ရှူချောင်ခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်ခဲ့ပြီးတကယ်ကိုနိုင်ခဲ့တဲ့ထိုက်တဲ့နဲ့ဒါကျွန်တော်ခြေစွမ်းတဲ့ဒီနေ့ပွဲစဉ်မှာလာသွားခဲ့။အဲ့တော့ ဒီနေ့ပေါ်စမှာတော့တဖက်ရဲ့ကွင်းလေပိုင်းပြင်ဆင်လာမယ်ဆိုတာကိုဒါအန်ဇူမရက်စ်ကာရီနဲ့ကောက်ချက်ချပုံရတယ်သူ့နယ်သူအိုင်ရစ်ကိုယူတယ်ပေါ်တော့ဒါကျွန်တော်ဘောလုံးနဲ့ပတ်သက်ရင်ခင်ဗျာဒါ အမြင်နဲ့ရခမရစ်ယူပါတယ်သူအနေနဲ့ဒါဒီနေ့ပွဲစမှာတစ်ဖက်က Florian Risk အလုံးမဖြစ်လို့ဒါကျွန်တော်အရင်နှုံးက Queen လင်၃ယောက် trio အတိုင်းပဲဒါကျွန်တော်တို့ Liverpool တင်ပြန်ပြီးတော့အလုံးလုံးမယ်ဆိုပြီးသူအနေနဲ့အပီတွက်ခတ်ပုံရအဲ့တော့ဒီနေ့မှသူဘာလို့ချပလိုက်လဲအဲ့တော့ Enzo Fernandez ကိုသူ tight sit ကိုအပြေးဝဒါ fully responsibility ရအောင်ဆိုပြီးတော့ Gusto ကို inverted ဆိုပြီး Queen လေတဲ့ကိုထုတ်ချပလိုက်တယ်ပြောချင်တာကျွန်တော်ဒါတွက်ထားခဲ့လို့ပဲဒါဆိုရင် Enzo Moresca ကလည်းဒါကျွန်တော်ပွဲချုပ်သုံးချက်မှာကျွန်တော်မှန်းထားခဲ့ပြီးဒါ gain နဲ့မှာဆော့လို့ပါပဲကိုကြီးလည်းဒါ tactical ရအရင်ကြီးတီးလို့မဟုတ်ပေမဲ့ဒီနေ့မှာ ရီစီဂျင်းကိုဒါကျွန်တော် creativity အောက်လက်အပြည့်ထွက်အောင် gusto ကိုကွင်းလေတိုင်းပြန်ထောက်ပြောကြတာဗျာကျွန်တော်ရှင်းရှင်းလေးရီစီဂျင်းအလွန်ကျွန်ရှစ်တက်သွားတဲ့အချိန်မှာမာလူ gusto က inverted fullback ပြန်ဝင်မယ်ဒါမှမဟုတ်နာပြောလို့ပဲရီစီဂျင်းကွင်းလေတဲ့ပြန်ဝင်တဲ့အချိန်မှာ gusto က flying fullback အနေနဲ့ပြန်ဝင်မယ်ဒါကသူ့ရဲ့ natural ပုံစံအဲ့တော့ တော့ကျွန်တော်ရှင်းရှင်းလေးလက်ရှိမှာသူ့ရဲ့အားနည်းချက်ကိုသူဟာအပချက်အဖြစ်အသုံးချတယ်။အန်ဇူမရက်စကောင်ဒီနေမှာကျွန်တော်ချီးကျူးတယ်။ပြီးဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နောက်ထပ်တစ်ခုချီးကျူးခြင်းနဲ့အလာဟန်ဒူကာနာချူပဲ။ကာနာချူရဲ့ဒီနေ့ပွဲစဉ်ဒါအတိုးလှုပ်တွေကို glimpse of ပုံစံပြလို့လာခဲ့။နီးပြအနေနဲ့ကာနာချူကိုနောက်ပိုင်းတွေမှာပို့ပြီးတော့ယုံနာနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုဒီနေ့ပွဲစဉ်မှာတွေ့ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်လက်ရှိမှာခဏခဏပြောနေခဲ့လို့ပဲ Chelsea ရဲ့လက်ရှိဒါကျွန်တော်တို့ခံကိုကွင်းလယ်ပိုင်းကျွန်တော်ဘာလို့ favorite ဖြစ်ရလဲဆိုတဲ့အကြောင်းအရာကို Kaisido နဲ့ Enzo Fernandez နဲ့ကဆက်လက်ပြီးပြသနေစေဖြစ်တယ်။ Kaisido နဲ့ နဲ့လက်ရှိမှာ Chelsea အသင်းရဲ့ defensive midfielder မှာ kit နဲ့အဆက်ဆက်ကျွန်တော်လုံးဝစိတ်ပူစရာမလိုတဲ့ DM ဆိုတာဆက်လက်ပြီးပြသခဲ့တယ်။ဒါကျွန်တော်ဟိုးရှစ်ခေခရဲရဒါအခုခုချိန်ထိကျွန်တော် SCN တို့ဒါကျွန်တော်တို့ Candy တို့အခုလက်ရှိတာ Kaisi တို့တို့ဒါ ဟိုလက်ရှိ Chelsea အသင်းရဲ့ defensive midfielder တွေကဘယ်တော့မှစိတ်ပူစရာမလိုဘဲလှည့်ကြည့်စရာမလိုတဲ့ DM တယောက် DM ဆိုတာဆက်လက်ပြီးပြသခဲ့တဲ့ပုံစံရှိတယ်။ဒါပေမဲ့ကျွန်တော် Angolo Kanté တို့ကလည်းပဲသူဟာ defensive midfielder တယောက်ထက်ပူတယ်ဆိုတဲ့ဥစ္စာကိုလည်း Kai Cirio ဆိုမှအမြဲတမ်းတွေးခဲ့ရတယ်။ဒါကျွန်တော်တို့ဒါ ဒါ rice နဲ့ပတ်သက်ပြီးတော့တတ်တရာနဲ့ကိစ္စပဲခဏခဏပြောခဲ့လို့ပဲ Kaisido ရဲ့လက်ရှိ price tag နဲ့ပတ်သက်ပြီးလက်ရှိမှာ Kaisido နဲ့ price tag နဲ့ဆိုအမြဲတမ်းကွယ်အခုလက်ရှိမှာ Chelsea နဲ့ပတ်သက်လူရောမြတ်ဝေဖန်ကြပါတယ်ဘေကစားသမားဘေဇီပီအယ်ဘေစားသမားဘေဇီပီအယ်လို့ဆိုကျွန်တော်ခဏခဏဝေဖန်မှုတွေတွေ့ခဲ့တယ်ဟုတ်တယ်မလားဒါပေမဲ့ Kaisido နဲ့ဒီလိုငွေချင်းနဲ့တော်တော်ကျွန်တော်ဝေဖန်မှုမလုပ်ဘာကြောင့်လဲပေးရတဲ့ပတ်စံတန်အန်ဆိုဖာဒန်ဒက်စ်ကို Kaisido ကလက်ရှိမှာဒီငွေချင်းနဲ့ပတ်သက်လာရင် သူတို့ကိုကျွန်တော်ဒါသူတို့ဘယ်လောက်ထိပေးခဲ့ရလဲချက်စီးတင်ဘယ်လောက်ထိရင်းနှီးမြှုပ်နှံခဲ့ရလဲသူတို့အသိဆုံးဖြစ်ဒါပေမဲ့ဒီလူတွေကိုအကြောင်းပြောပြီးဆိုကျွန်တော်ငွေကြေးကြီးအကြောင်းကျွန်တော်ပြောခဲ့တယ်ဘာကြောင့်လဲဒီလူတွေရဲ့လက်ရှိပေးဆက်နေတဲ့ပုံစံတွားနေတဲ့ပုံစံအကုန်လုံးကတကယ်ကိုလမ်းပြန်ထွက်နေတဲ့ပုံစံမျိုးကိုဆက်ပြီးတွေ့ရမယ်တဲ့မှာပါတယ်တဖက်ကလစ်ဗာပူးတဲ့တခုလစ်ဗာပူးတဲ့နှစ်ပွဲစမှာဒါကျွန်တော်တို့တဖက်ကဒါဝုန်းနိုင်ထခြင်းမှာဒါကျွန်တော်တို့ wake up call ဖြစ်သွားလို့ဆိုတော့တော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်ကျွန်တော်အနေနဲ့မြင်တယ်ဒီနှစ်ပွဲစမှာလစ်ဗာပူးအသင်းအနေနဲ့တိုက်ဆက်ပိုင်းကဒါ တကယ်တမ်းမလက်ခံခြင်းမဲ့လက်ခံအရာတစ်ခုကလီဗာပူးရဲ့ဖူးဘက်တွေကတကယ်ကိုရှေ့ကောနောက်ကောတော်တော်လေးအားနေတာဖြစ်တယ်ဒီနေ့မှာဒါလီဗာပူးတင်းနဲ့ကရာကက်စ်ကိုတော်တော်သူတို့နေရေယုံကြီးကြီးဝယ်လိုက်တဲ့ဥစ္စာကကရာကက်စ်အနေနဲ့လက်ရှိမှာမဆိုးရောက်မြင်တယ်ဒါကြောင့်တော့ငကိုတဲ့ပရီးမီးယားလိလေး experience ရှိပြီးသားဘုံမောင်မတကယ်လည်းကောင်းခဲ့တဲ့ဥစ္စာဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ပရီးမီးယားလိ experience လို့ကစားသမားမျိုးတော်မှဒါလီဗာပူးတင်းမှာ struggle ဖြစ်နေတာကတော့တော်တော်လေးကိုဒါကျွန်တော်စိတ်ညစ်စရာကိစ္စတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့လီဗာပူးရဲ့ cancel ပါ အရင်တော့ကလည်းမတူတော့ဘူးတော်တော်လေးကိုကပြက်ကတိကကြက်ချော်တိုင်ပြီးတစ်ဖက်ရဲ့တိုက်စစ်လမ်းကြောင်းတွေကိုတော်တော်လေးကိုဒါမထိသေးတဲ့အတွေ့ရမယ်တကယ်ဒီနေ့ပွဲစမှာလစ်ဗာပူးအသင်းနေတဲ့ချယ်ဆီဘက်ကသာဂိုးသွင်းသေးကြခင်မလို့ဒီနေ့ဒီထက်ပိုပြီးတော့ ညစ်မှားတဲ့စကောလိုက်နေတာချက်စီကဒီနေ့ပုံစံမှာနိုင်သွားနိုင်တယ်မှာပါတယ်။နောက်ဆုံး twin goal ဆိုတော်တော်လေးကိုအသေးရဖို့ခေါင်းတော်တွေတွေ့ရမယ်။ပြောချင်တာနောက်တက်တစ်ခုလို့လစ်ဟာနေတယ်။ Cucurella ပေးလိုက်တယ် Cucurella ထွက်သွားတဲ့အလုံးတလုံးရော Estavio ဒါကြောင့် twin လိုက်တဲ့ချိန်ရော Liverpool အရင်တုန်းကခံစစ်ကြောင်းတိုင်းဆိုဒီအလုံးတွေကဘလို့မှကိုဝင်စရာအကြောင်းမရှိဘူး။ဒီနေ့မှာဒါဟောင်းဒါခုနကပြောလို့ဂိုးသမားဖြစ်တဲ့ Mama Dashley တော်တော်လေးကိုကောင်းနေလို့ဒါကျွန်မမှတ်မဲ့ရ 9မိနစ်တွင်မှလာမသိချက်စီသေးနှလုံးကန်ချလိုက်တဲ့ Aster VO ကတော့ကျွန်တော်ဘယ်လိုလဲမသိနောက်ထပ်တစ်လုံးထပ်ကန်တယ်နှလုံးတိတိကန်တာဟိုဒါမမဒက်ရှူလီအလံပြန်ဆွတ်ဆုံးလက်ဆွဲနေကတ်ခွေးတယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါမမဒက်ဗီလီရဲ့ debut ဒါကျွန်တော်ပွဲစဉ် Premier League အနေထားရဒါတော်တော်လေးကိုခေါင်းနေကြစားတယ်မှာဒါပေမဲ့သူ့ကိုသွားပြေးလို့မရလက်ရှိမှာဒီနေ့ပွဲစဉ်မှာ Liverpool ရဲ့ cancel ကြောင်းတိုင်းက full back တွေကတိုက်စစ်လည်းမလိုက်နိုင်ဘူးခံစစ်မှာတော်တော်လေးအားနေတယ် Alexander Arnold နဲ့ Robinson Robinson ထားပါ Alexander Arnold မရှိရင်တော့ဘာမှ Alexander Arnold ကိုအစားထုတ်ဖို့တဲ့ဒါကျွန်တော်တို့ frame ပေါင်းရှိတယ် corner ball လေးကလည်း injury ဖြစ်ပြီး ီးနောက်ပိုင်းအရင်တုန်းကကော်နာဘရလီနဲ့တော်တော်လေးကိုမတူတော့ဘူးဒါဖောင်းဘောတွေအရင်များတယ်ပြီးရင်ဒါကုနဲ့သူ့အနေနဲ့သူ့စိတ်ကိုသူမထိန်းနိုင်လည်းများတယ်ဒီနေ့ပုံစံမှာကျွန်တော်ဒါစိတ်အပြည့်ဆုံးကကွင်းလေပဲကိုဒီ expectation မြင့်ထားတဲ့ကွင်းလေတုံ့ပြန်မှုထွက်လာခဲ့မယ်ဒီကွင်းလေစီကဘာမှမတွေ့လာခဲ့ဘူး Graven Bass စီက line breaking နဲ့တွေ့ရတယ်လို့ Macalister နေနဲ့တော်တော်ကြီးကိုပျောက်ဆုံးနေတာကိုတွေ့ရမယ်ဒါအရင်တော့ဒါကမ္ဘာဖလား winner ဖြစ်ထားတဲ့ Macalister မှဟုတ်ရဲ့လားမနစ်ကဒါတကယ်ကိုကောင်းထားပါလေဆိုတဲ့ Macalister မှဟုတ်ရဲ့လားဆိုတဲ့ဥစားတွေတွေ့ရမယ်ဒီနေ့ပုံစံမှာ Isaac ကတပွဲလုံးတိုင်းတိုင်းအတိုင်ပတ်နေခဲ့ပေမဲ့သူ့အနေနဲ့သူဒါ ဟို assist လုံးရရခဲ့တယ်ဗောနော်နည်းနည်းပုံမှန်တာကျွန်တော်တသိန်းလုံးမှတကယ်တမ်းတာကျွန်တော်တို့လုံးဝမဆုံးမနစ်ကြိုးစားရဆိုဘူး slide ပဲနီးပြ right back ဆိုလဲ right back am ဆိုလဲ am cm ဆိုလဲ cm ဒါခုနကပြောလို့ harsh reality နောက်တစ်ခုကဆာလာနေနေအရင်တုန်းက form တိုင်းဖြစ်ဖို့အတွက်အင်မတန်မှခင်းရင်သွားပြီကျွန်တော်ပြောခဲ့လို့ပဲမနစ်ကဆွန်ဟောင်းမင်တိုင်ပတ်ခဲ့လို့ပဲသူ့အနေနဲ့သူ့စီက product တစ်ခုတော့ထွက်အောင်ပါပဲ ဒါပေမဲ့အရင်တော့ကဆာလာပုံစံမျိုးထွက်ဖို့တော်တော်လေးကိုခဲရင်တော့အဲ့တော့လီဗာပူးတိတဲ့ဒီနှစ်နေရာဒီမှာအမားကြီးနှစ်ခုဒီနှစ်ပွဲစံမှာပို့ပြီးတော့တော်တော်လေးအသက်ဝင်လာခဲ့တယ်ပထမဆုံးတစ်ခုက left wing နေရာ Louis Diaz ကိုရောင်းပြီးအခုချိန်နေအဖြစ်မရှိဘူးနောက်တစ်ခုနေနဲ့လက်ရှိလီဗာပူးအသစ်နေနဲ့ cancel ပိုင်းကိုထင်တာထက်အများကြီး short track ခဲ့တဲ့ဥစားလေဒီနှစ်ပွဲမှာထပ်ပြီးပေးဆက်ခဲ့ရတယ် Chelsea အသစ်နဲ့လက်ရှိမှာ Enzo Morales ကသူ့နေနဲ့ကျွန်တော်တို့ pragmatic approach ကိုဒီနေ့ဘုံမှာလုပ်ပြခဲ့တဲ့ Arnisto ကိုဒါကြောင့်ဂရုံဂရုံချင်းတကွက်ပူပြောင်းနေဆိုတာစသားတဲ့ကိစ္စမျိုးပါတယ်။လက်ရှိမှာကျွန်တော် Chelsea တင်းနဲ့နောက်တစ်တစ်ခုနဲ့ချက်တစ်ခုကဒါကျွန်တော် cancel ပိုင်းဒဏ်ရာထက်ရသွားတဲ့ကြောင့်မို့ဒါ international break အပြီးတော့ပြန် international international break ပြီးရင်တော့ဒီကစားသမားတွေပြန်လာဖို့အတွက် Chelsea တည်းနဲ့မျောလင်းရမယ်နေထားမှာရှိပါတယ်။ပြန်လာမယ်လို့လည်းကျွန်တော်အနေနဲ့ကောင်းကောင်းကြီးထင်ထားပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။အဲ့တော့ဘယ်လိုပဲပြောတာဒီနေ့ပုံစံမှာတစ်ခါကြည့်ရင်နောက်တစ်ခုအနေနဲ့ထပ်ပြောချင်တာပေါ့နော်။နီးပြအနေနဲ့ဒါကို ီလက်ဇနာအီဆန်နဲ့ဟူဂိုအီဂီဒီဂီကိုဘာလို့တွဲမသုံးနိုင်ရေလို့ကျွန်တော်နေစိတ်တော်လို့စဉ်းစားအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာတော့ဒါ အော်လေပါဆိုချယ်ဆီသင်းကအန်ဒီကတ်တကက်ထပ်ပြီးရခဲ့တယ်အဲ့ဒါကတော့နီးပြပေါ့နော်နောက်ဆုံးမိနစ်နောက်ဆုံး second twin goal မှာနီးပြအောင်ပွဲခံတာကျွန်တော်လည်းလုံးဝပြမပြုတ်ဒီအန်ဒီကတ်က world deserve အန်ဒီကတ်လို့တော့ပြောလို့ရမယ်တဲ့မှာဒါပေမဲ့ချယ်ဆီသင်းရဲ့ဒီနေ့ပွဲစဉ်ရလပိုင်းကတကယ်ကိုချယ်ဆီသင်းရဲ့ reflect ဖြစ်စီတယ်အကောင်းဆုံး moment နဲ့တစ်ခုကိုသွားစီခြင်းနဲ့တစ်ဖက်ရဲ့ liverpool တက်ကတော်တော်လေးကိုထိုးနှက်ချက်ကြီးမားခဲ့ပြီဖြစ်တယ်တစ်ဖြည်းနဲ့တစ်ဖြည်းအမှတ်တွေညော့လာလိုက်တာအခုလက်ရှိမှာကျွန်တော်တို့ဒါ jordan hotspur လို့အသင်းမျိုးနဲ့တော့တမတ်လောက်ပဲကွာတော့တဲ့နေသားတစ်ခုကိုရောက်လာခဲ့ပြီ liverpool သင်းနေနဲ့အခုလက်ရှိမှာနှစ်ပွဲဆက် premier league ရှုံးပွဲတွေ့ခဲ့တယ်လ က်ရှိမှာဒါချန်ပီယံလိဘထွတ်ထွတ်မှာဆိုတော့သုံးပွဲဆက်ရှုံးမဲတွေ့ခဲ့ပြီးတော့အာလီစလော့အနေနဲ့လက်ရှိမှာမူမန်တန်တစ်ခုကိုပြန်ပြီးဘေးလပ်လုပ်ဖို့အတွက်ဂျားထဲမှာ international break မှာအဲ့တော့ဂျားထဲမှာဒါလီဗာပူးအသစ်နဲ့အဖြစ်တစ်ခုရှာဖို့အတွက်အများကြီးအရေးကြီးတယ်ဒါပေမဲ့အရေးကြီးတာအရေးကြီးဆုံးကစားသမားတွေတုံးဝဒဏ်ရာမရပဲပြန်လာဖို့အရေးကြီးတယ်လီဗာပူးအသစ်နဲ့အခုချိန်မှာထပ်ပြီးမှားလို့မရတဲ့ပြင်အနေထားမှာရှိသွားပြီးတစ်ဖက်က Chelsea အသင်းကတော့ဒီမူမန်တန်ကိုဆက်လက်ပြီးဘေးလပ်လုပ်သွားပြီးသူတို့အနေနဲ့လီဗာပူးတို့အသင်းမျိုးကို Stamford Bridge မှာ9နဲ့ဆိုတဲ့ကိစ္စကြီးကိုကင်သွားပြီးလာမယ့်လာမယ့်ဒါကျတော့ပွဲစဉ်တွေကိုဆက်လက်ပြီးသွားတင်တယ်လို့ပြောရင်လည်းပဲ င်ကျွန်တော်တော့ကြည့်ပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တဲ့ TV4 ကြီးတို့မှာကျင်းလူစင်ပေါအောင်ကူညီလို့ရပါတယ်မြန်မာတဲ့ clip ဖို့မမေ့ကြပါနဲ့ဗျမြန်မာ clip မှာအမြင်နဲ့ဖြစ်ပါတယ်အားလုံးမကြူတော့ပါနဲ့ကောင်းမွန်သောဒီလေးတစ်နေ့ဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပြီကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့ကျွန်တော်တော့ကြည့်ပါအောင်ဗျ Dave ပါဗျ